အဆောင်ရရာဆိုတာဆောင်ထက်တဲ့သူတွေအတွက်ကတော့အဖိုးမဖြစ်နိုင်တဲ့အရာလေးတွေပါပဲအဆောင်ရသနာတစ်ခုရလာပြီဆိုလို့ရှိရင်လူတယောက်ဘဝတစ်စိချိုပြောင်းလဲသွားစေနိုင်ပါတယ်အဲ့လိုအဆောင်ကောင်းရဖို့ဆိုတာလည်းအကျင့်တီလာကောင်းဖို့လိုပါပါတယ်တချို့သူတွေကြတော့အကျင့်တီလာတွေမကောင်းဘူးငါတော်ဘောပေါ်ပြီးအတ္တစိတ်ကြီးကြီးတယ်သူ့ဘုံမဲ့သူဘာကြောင့်အဆောင်ကောင်းရတာလဲအဲ့ဒါသူအရင်ကပြုခဲ့တဲ့အတိတ်ဘဝကကုသိုလ်အကြောင်းကြောင့်ကြောင့်ပါ မြန်မာနိုင်ငံမှာရှိတဲ့ဗုဒ္ဓဘာသာဝင်တွေကတခါခါကြားလို့ရှိရင်ဘလို့ပြောလဲဆိုတော့ဘလောက်ကောင်းအောင်နေနေမကောင်းဘူးမကောင်းတဲ့သူတွေကြီးပွားနေတဲ့ခေတ်ကြီးလို့ထင်တယ်အမှန်တော့မဟုတ်ပါဘူးဗုဒ္ဓဘာသာဆိုတာကတန်ရာ30ဘုံကိုကျန်နေတာပါလက်ရှိလောက်တာကိုလက်ရှိဆုံးဖြတ်တဲ့အချိန်မဟုတ်ပါဘူးလက်ရှိဖြစ်နေတဲ့အဆိုးကောင်းအကျိုးကြောင်းတွေကအတိတ်ကပြုခဲ့တဲ့ကုသိုလ်ကံနဲ့ဆိုင်တယ်ဒီတော့ကျွန်တော်တချင်းတစ်ပုတ်ဆိုပြချင်ပါတယ်အဆောင်ရေရာတွေဘလောက်ထိစွမ်းပါစေ ကာယကံရှင်ရဲ့ကိုချင်းတရားကတော့အတီးဆိုလိုမျိုးကိုချင်းတရားကောင်းအောင်နေဖို့လိုအပ်ပါတယ်ဒါကတော့တောက်ကြသားသမီးတွေအတွက်2000ဒီ25ခုနှစ်ထဲမှာဆက်လက်မှာပိုင်းနေမှာပေါ့အထင်ကြီးရအစွမ်းထက်စီဖို့အတွက်အကောင်းဆုံးသောကံရပစ္စည်းလေးတစ်ခုပါကျွန်တော်လည်းရတဲ့ရထိုင်လို့ရခဲ့တာပါကျွန်တော်ကတောက်ကြပါဒီအဆောင်ကိုဝိဇာဆရာဝိဇာဆရာတော်ဖျားရဲ့အမိခံထားတဲ့တောတောင်ထဲမှာနေ ပို့ကိုဒူးကနေပြီးတော့မှကျွန်တော်ကိုမဆာပေးလိုက်တာပါဒီအဆောင်လေးကိုတောက်ကြသားသမီးတွေကိုကျွန်တော်ဝင်ရပေးပါမယ်ခင်ဗျာဘယ်လိုဝင်ရပေးမလဲဆိုတော့ဒါလေးကိုကျွန်တော်ဖွင့်ပြီးတော့ကျွန်တော်ရဲ့နှစ်ခုလေးမှာတစက်တင်လိုက်ပါမယ်အဲ့ဒီတင်လိုက်တဲ့နှစ်ခုပုံလေးကို screen shot ရိုက်ထားပြီးတော့မှဒီဝါတပတိဂါထာနဲ့စိညာမဏိဂါထာတော့ကို16ချိန်ရွတ်ပါအဲ့ဒီပုံလေးကိုကြည့်ပြီးတော့ရွတ်ပါဒါဆိုရင်တောက်ကြသားသမီးတွေအတွက်ထူးကဲတဲ့ခွင့်လမ်းကျွန်တော်ဆရာလေးတက်ကူရေလို့ရပါတယ်ခင်ဗျာ တူဝတ္တိကာထာတော်နဲ့စေနာမဏိကာထာတော်ကိုလေ့ခိုင်းတာပါခင်ဗျာ။ကဲတောက်ကြသာသမီးတွေဆန္ဒလာပိုင်းတွင်မှာဘာတွေဖြစ်နိုင်လဲဆိုတာကိုဟောပြပါမယ်။နံပါတ်1ကတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကိုဘယ်သူဟာယန္တုဘယ်သူဟာမိတ်ဆွေဘယ်သူဟာကိုယ့်အကျိုးပြုမဲ့သူဘယ်သူဟာတော့ကိုယ့်ဘယ်လိုတော့ကတွေပေးနိုင်လဲဆိုတာကိုကိုယ့်ရဲ့အတိနဲ့ရောဉာဏ်နဲ့ရောတတိနဲ့ရောနှလုံးသားနဲ့ပါဆုံးဖြတ်နိုင်ပြီးတော့လူစိုးလူကောင်းခွဲခြားနိုင်တဲ့ကာလဖြစ်လာပါလိမ့်မယ်။ ကိုယ့်ရဲ့ပဝန်းကျင်မှာရှိနေတဲ့ကိုမသိသေးသောလက်လာပါလေကိုမမြင်သေးတဲ့လက်လာပါလေကိုစီကိုဆက်ဆဲနေရရလာနိုင်ပါလေကိုပဝန်းကျင်မှာရှိနေတဲ့အချို့အချို့သောသူတွေကကိုကိုငင်းမောအကြတဲ့ဘဝတစ်ခုကိုကိုကရရှိခံစားရတတ်ပါလေအဲ့ဒီအပြင်နောက်ထပ်ဘာထက်ရမလဲဆိုတော့ကိုနဲ့ပတ်သက်ထားတဲ့အချို့သောသူတွေကကိုမထင်မှတ်ပဲတခုခုသောတောကပေးတာအပူပေးတာကိုအပြုံးနဲ့တုံ့ပြန်နိုင်ပါလိမ့်မယ်။အင်္ဂါနာဆက်ပစ္စည်းလေးအတက်ဝင်လိမ့်မယ်။ 6လုံးထိပေါက်တတ်တယ်နိုင်ငံခြားနဲ့ပတ်သက်တဲ့ငွေတွေကိုဝင်စေတတ်တယ်ရဝေးကသူတွေကအကျိုးပြုခြင်းကိုခံစားရတတ်ခံစားရတတ်ပါလေပြီးတော့ကိုယ်နဲ့ပတ်သက်တဲ့ပတ်ဝန်းကျင်မှာရှိတဲ့ကိုယ့်ရဲ့မိသားစုဝင်တွေကလူတချို့ကိုကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ကဖြစ်ချင်စေခြင်းနဲ့အတိုင်းကိုယ်ပြုပြင်ခြင်းနဲ့အတိုင်းအကောင့်ထဲပေါ်နိုင်လိမ့်မယ်သွေးအားနည်းတဲ့ယောဂဝေဒနာလေးတွေဖြစ်ဖို့ရှိတယ်။ခါကြိုက်တာလေးတွေ၊ခါတချမ်းနဲ့နာတာလေးတွေ၊ရင်ပတ်အောင့်နာမျိုးလေးတွေ၊ညာဘက်ဒူးကောင်းထိခိုက်တာမျိုးလေးတွေဖြစ်ပေါ်ဖို့ရှိတယ်။ မိတ်ဆွေပေါင်းသင်းအတစ်တွေလည်းထပ်ပေါ်လာပါလိမ့်မယ်။တောက်ကြသားသမီးတွေကိုအကျိုးပြုမှာကတော့အနီရောင်အဖြူရောင်မိုးပြာရောင်ဗထောင်းချောက်ရောင်အဝါရောင်အဲ့ဒါတွေကအကျိုးပြုပါလိမ့်မယ်။ဆန္ဒလာပိုင်းထဲမှာတောက်ကြပါသမီးတွေမဖြစ်မနေရွှေဝင်ပါလိမ့်မယ်ဆန္ဒလာပိုင်းထဲမှာတောက်ကြပါသမီးတွေမဖြစ်မနေအတိုက်ခိုက်ခံရလိမ့်မယ်ကိုယ်ရန်လိုတဲ့သူကိုယ်တိုက်ခိုက်ခြင်းတဲ့လူတွေကိုယ်ထိုးချနေတဲ့လူတွေမဖြစ်မနေပေါ့မယ်ဒါပေမဲ့အဲ့ဓာတွေကိုတောက်ကြပါသမီးတွေကအပြုံးမပြက် ကိုယ့်ဘက်ကနေပြီးတော့ဘယ်လိုပြောမလဲဟိုရှောင်သွားနိုင်နေမယ်ရှောင်လဲသွားနိုင်နေမယ်ပေါ့နော်နောက်တစ်ခုကတရားထူးတရားမြတ်ရတာမျိုးအခုလိုမျိုးအဆောင်အထူးတွေရတာမျိုးဆရာတော်ဖျားကြီးရဲ့မေတ္တာဓာတ်ကိုရတာမျိုးကိုယ်နဲ့ပတ်သက်ပြီးတော့ကိုယ့်ပါဝင်ကြရတယ်ကိုပြန်အကျိုးပြုနိုင်တာမျိုးတွေဖြစ်စေတတ်ပါတယ်ငွေကြေးကစားတာပြိနေတာလေးတွေကတော့ကိုးလောက်ပဲနဲ့မှဖြစ်ရှင်းနိုင်လိမ့်မယ်စီးပွားလှလာပါရှင်မှုအတွက်ကိုတော့လက်ဖက်ထမင်းလေးစွန့်တော့တင်ပေးပါ တွေးအားနေတဲ့ယောဂဝေဒနာလေးတွေဖြစ်ဖို့ရှိတယ်ပြီးတော့ကျန်းမာရေးနဲ့ပတ်သက်လို့ရှိရင်ဝမ်းသွားပေးပါတာမျိုးလေးတွေနှလုံးအောင်တာမျိုးလေးတွေခေါင်းတစ်ချမ်းနဲ့ကိုက်တာမျိုးလေးတွေဖြစ်ဖို့ရှိတယ်အရင်ကြီးတော့စိုးရင်ကြာမလို့ဘူးတို့ပေမဲ့တောက်ကြသားသမီးတွေရဲ့ကျန်းမာရေးကောင်းဖို့အတွက်ကိုတစ္ဆာပန်းလူလာမျိုးထိုးမုံလူလာမျိုးမလိုင်မုံလူလာမျိုးတွေကိုဖျားမှမကြခဏပြုလုပ်တင်ပါတယ်ကိုနေတဲ့ရိုက်ရွာဒေသမှာ ရှိတဲ့အထင်ကရဖရာမြို့တော်ဆောင်ဖရာအဲ့လိုဖရာတဆူကိုတပတ်တစ်ချိန်သွားပြီးတော့ကုသိုလ်ပြုတာမျိုးဖရာရှိခိုးတာမျိုးတရားထိုင်တာမျိုးတွေကိုလုပ်စေခြင်းပါတယ်မဖြစ်မနေပြုတဲ့နဲ့ကုသိုလ်6မျိုးရှိပါတယ်နံပါတ်1ကတော့ဝိဇာချေကာတာကိုနေ့စဉ်တက်စေရွတ်တာမျိုးနံပါတ်2ကတရဏဂုံတက်စေစောက်တည်တာမျိုးနံပါတ်3ကဖရာကိုရည်ကြည်တော်ကတ်တာမျိုးနံပါတ်4ကလမ်းသွားရင်ဇင်းကြံလျှောက်ရင်ပရိစိတ်တာမျိုးနံပါတ်5ကမေတ္တာတုံ့ပြုတာမျိုးနံပါတ်6ကတော့အိယာဝင်ခံမ နီးတိုင်းပဋ္ဌာန်းအတူ24ပစ္စည်းကိုယူပြီးတော့မြောက်ရက်ကိုမျက်နာမူပြီးမြေတားပို့လာလို့လုပ်တယ်လေအဲ့ဒီကုသိုလ်6မျိုးကိုလုပ်နေဆိုရင်တောက်ကြကားသမီးတွေဒီနှစ်မှာအမတန်ကောင်းပြီးအမတန်ကြီးပွားတိုးတက်တာမျိုးအမတန်အထင်ကြီးရဖြစ်တာမျိုးတွေဖြစ်စေတတ်ပါတယ် နှစ်မကုန်ခင်မှာလက်လာဘ၄မျိုးမဖြစ်မနေရတတ်တယ်နံပါတ်၁ကဆန်းလက်လာဘနံပါတ်၂ကငွေလက်လာဘနံပါတ်၃ကကံတရားရဲ့အထောက်ပံ့လက်လာဘနံပါတ်၄ကတော့ကိုယ်နဲ့ပတ်သက်ထားတဲ့လူတွေကကိုယ်ဘသူအဆိုးအကောင်းပြနိုင်မယ်ဆိုတာကိုကိုယ့်ရဲ့ဉာဏ်ကနေခွဲခြားသိမြင်နိုင်တဲ့လက်လာဘအဲ့ဒါတွေရရှိစေတတ်ပါတယ်ဒီတော့တောက်ကြသားသမီးကိုကံကောင်းဖို့အတွက်ညွန်ကြားထားတဲ့အရာလေးတွေကိုအကောင်းဆုံးလုပ်စေချင်တာပါမကြခင်မှာတောက်ကြသားသမီးရဲ့ဘဝတစ်စစ်ချိုးပြောင်းပြီးတော့ကံကောင်းလာပါလိမ့်မယ် ချုံုံသုံးတက်ပြောရမယ်ဆိုရင်တော့တောက်ကြသားသမီးတွေဟာဆန္ဒလာပိုင်းဟာလက်မခံနိုင်မဲ့လတလဖြစ်ပါလိမ့်မယ်ခင်ဗျာအားလုံးကိုကျေးဇူးအများကြီးအများကြီးတင်ပါတယ်ခင်ဗျာ